ောင်းသားတွေအကုန်လုံးကို CV ရော resume ရော portfolio မရှိမဖြစ်လိုအပ်တဲ့ဟာလို့ကျွန်တော်အမြင်ထင်တယ်ဒီ Medical University ရဲ့ Faculty of Tropical Medicine အောက်မှာရှိတဲ့ Department of Medical Entomology မှာကျွန်တော်ရတာပါ။ရထားရပိလန်အန်ပိလန်။အာအခုကပိပါ။ကျွန်တော်ဂျပန်မသွားခင်6လ training ပေးမယ်ပေါ့။ဂျပန်မှာ6လပေါ့။အားလုံးမင်္ဂလာပါခုဖို့ကိုပဲခင်ဗျာ Facebook page နဲ့ YouTube channel တို့ဆိုပါရယ်ဆိုတော့ဒီကနေ့မှာဆိုရင်တော့ကျွန်တော်ဒီ time မှာပေါ့နော်တက္ကသိုလ်တက်တဲ့ကျောင်းသားတွေကိုကျွန်တော်ကအဲ့ဒါပြတ်မှတ်ပါရယ်ဆိုတော့ဗာကျောင်းမှာနေပတ်သက်ပြီးလဲဆိုတော့သူက တတိယနှစ်တို့နောက်ဆုံးနှစ်တို့ကြောင့်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ကပွဲကြွေးဖြစ်ဖို့ပေါ့နော်ဆိုတာတို့ internship တွေဆင်းရတယ်ဆိုတာ internship တွေဆင်းရတဲ့အတွက်ကြောင့်မလို့တို့ internship ကိုပဲချိန်မှာစရှာတယ်ဘလို့ရှာလဲဆိုတော့အဲ့အကြောင်းအရာလေးတွေဆက်ဆက်ပြီးတော့ကျွန်တော်ဒီနေ့အဲကျောင်းသားတွေကိုလိုက်ပြန်ပေးတာဖြစ်ပါတယ် Okay so ပထမဆုံးအနေနဲ့ညီမရဲ့ personal information လေးနဲ့ပညာရေး background လေးကိုမိတ်ဆက်ပြပါအောင်။ဟုတ်အာမင်္ဂလာပါညီမနာမည်ကတော့မျိုးပကျော်လို့ခေါ်ပါတယ်။ညီမကဒီ KMITL မှာ software engineering တက်နေရကိုတက်ရပြီးထားပါပြီ။အာကျွန်တော်နာမည်ကတော့ထွန်ရပါ။ကျွန်တော်ခုကတော့ ရန်ဆင် University ရဲ့ International Business မှာနောက်ဆုံးနှစ်တက်ရောက်နေပါတယ်။အမေကစုရဲ့တင်ပါညံ့ညံ့လို့လဲပေါ့။အင်းပါ။ Bangkok University က International Hospitality and Tourism Management မှာပတ်သက်ပြီးတော့အကြောင်းကျွန်တော်နာမည်ကစောအောင်ထွန်းပါ။လောလောဆယ်မှာတော့ဒီ Rancid University မှာ Biomedical Science Major တက်နေပါတယ်။ကျွန်တော်တတိယနှစ်ပြီးသွားပါပြီ။ဟုတ်ကဲ့ကျွန်တော်နာမည်အောင်ကောင်းမြတ်ပါ။ကျွန်တော်ကဟို Industrial Engineering နဲ့ Logistics Management ကို KMIT မှာတက်နေပါတယ်ကျွန်တော်လက်ရှိ second year ပါဗျာကျွန်တော်နာမည်ကတော့ကောင်းထက်တင်ပါကျွန်တော်ကအခု Ramsey University International College မှာ Electrical Engineering ပညာသင်ကြားနေရပါအခုကတော့ကျွန်တော် third year student ပါဗျာအဲဆိုတော့ KMIT မှာတက်နေဆိုတော့လက်ရှိ KMIT မှာကျွန်တော်ဘောပါဘောနော် student life အခြေအနေဘယ်လိုရှိလဲဟုတ် student life ကတော့အဆင်ပြေပါတယ်ဒီ campus ကလည်းကျယ်တော့ဗောနော်ကိုသွားခြင်းတဲ့နေရာကြီးသွားပြီးတော့အာပျော်ပျော်ရွှင်ရွှင်တော့ရှိပါတယ် ဖီယိုမာကပျော်ခုတော့ကောင်းပါတယ်ဘယ်လဲအစားတော့ကြောင်စက်နေတဲ့ချင်းတွေတော့အဲ့လောက်ကြည့်တော့ကောင်းတယ်တော့မသိဘူးတော်တယ်လို့ဒီရောက်လာတော့ ချင်တာကြောင့်သာမဟုတ်ပြီးတော့ပြောဖို့ကောင်းတယ်ပေါ့နော်ကျွန်တော် experience အရဆိုရင်တော့ rancid မှာပေါ့အာ academy ဘိုင်းရောဒီ practical ဘိုင်းရောအဆင်ပြေတယ်ဘာလို့လဲဆိုတော့ကျွန်တော် major မှာဆရာတွေကလည်းတကယ်ဂရုတစိုက်နေပေါ့ဟိုကျွန်တော်တို့ចောင်းစားတက်ထရနဲ့အခု internship ဆရာရဲ့ team ကိုလည်းဂရုစိုက်ပေးတယ်ပြီးတော့ဒီမှာကဘာလဲဆိုတော့ practical session တွေကပို့ပြီးတော့ focus ထားတယ်အဲ့တော့လုပ်ငန်းခွင်နဲ့ဝင်နေချိန်ကြရင်လည်းဟိုဟာဒါပို့ပြီးအသာပြတ်ဖြစ်တယ်လို့ကျွန်တော်ကတော့မြင်နေပြဒီမှာကတော့ကောင်းပါတယ်ဒီပြီးတော့မြန်မာ student တွေလည်းတော်တော်များများရှိတယ်ပေါ့နော်အဓိကအပြင် scholarship နဲ့လာတဲ့လူတွေများတယ်ပေါ့နော်အဲ့မှာအဲ့ဆိုတော့ကျွန်တော်တို့ဒီ campus site ကတော့နေရ comfortable ဖြစ်ပါတယ်ဆရာကအဆင်ပြေပါတော့ဆရာအခုကတတိယနှစ်ရောက်နေပြီပေါ့နော်ဆရာတတိယနှစ်ရောက်နေပြီဆိုတဲ့အခါကျတော့ internship တွေပါလေရတော့လောရတော့မှာမေးဆိုတော့ internship တွေရပြီလားလောလုံးနေပြီလားဟုတ် internship လုံးနေပါပြီခုဟုတ်လောလောဆယ်တော့ကျွန်တော် internship ကရသွားပါပြီခင်ဗျဟုတ်ဒါပေမဲ့ကျွန်တော်စဆင်ပါတော့ august မှာစဆင်ပါပါအာကျွန်တော် internship ကဟုတ် ရပြီးသွားပြီဗျလွန်ခဲ့တဲ့တပတ်ကပဲဒီနေရာမှာရဟုတ်ကျွန်တော်တို့ဒီ Maido University ရဲ့ Faculty of Tropical Medicine အောက်မှာရှိတဲ့ Department of medical entomology မှာကျွန်တော်ရတာပါခဏခဲ့ internship ကကျတော့ဟိုဂျပန်ကုမ္ပဏီအပေါ်အကြောင်းကနေပြီးတော့ဆိတ်ဆက်ပေးထားတဲ့ဟိုဂျပန်ကုမ္ပဏီနဲ့ဟိုလုပ်ပေးရမယ် one year internship ပါဗျာဟုတ် internship ကရတော့ CM က CM နဲ့ CM အဲ့ဒါရှိတော့လာလို့တင်လို့ပါ Junior အများစုဆိုလို့ရှိရင်တို့ကျောင်းလာမတက်ခင်မှာဆိုရင်အဲ့ ဟိုစိတ်ပူကြရဲပေါ့ဆိုတော့ internship မရမှာ၄ဆိုရဲဆိုတော့ internship ကိုဘယ်လိုရှာရလဲပေါ့နော်အခုညီမအနေနဲ့ဆိုရင်ရောဘယ်လိုရှာခဲ့လဲပေါ့နော်ဘယ်လိုနည်းလမ်းတွေသုံးပြီးရောရှာခဲ့လဲပေါ့ဆိုတော့အဲ့ဒါလေး အော်ညီမအနေနဲ့ဆိုရင်တော့ညီမဒီ linkin ကနေရှာတယ်ပေါ့နော်ညီမကုလုံနေအင်ဒီယန်ကဆိုလို့ရှိရင်လည်းဒီ linkin ကနေတွေ့ထားတာပေါ့နော်အမေကိုက linkin အပြင်တခြားသော website တွေပေါ့နော်တခြားသော website တွေဒီ job ရှာတဲ့ website တွေကနေပြီးတော့လည်းရှာလို့ရတယ်ပြီးရင်ဒီအကြောင်းอ่ะပေါ့နော် information တွေသူတို့ကဒီအကြောင်းမှာဆိုရင် job fair တွေဒါအကြောင်း offer လုပ်ပေးရပေါ့နော် job fair တွေ company ကြီးခေါ်ပေးရဲ့အဲ့မှာလို့ရှာလို့ရတယ်ပြီးလို့ရှိရင် major တစ်ခုချင်းစီကလည်းခေါ်ပေးရမျိုးရှိတယ်အဲ့တော့ကိုကအဲ့မှာသွားပြီးတော့ CV form တွေလိုအပ်တဲ့ document တွေတင်ပြီးတော့ရှောက်လို့ရရပါတော့ညီမကတော့ဒီ linkin ကနေရခဲ့တာပါဟုတ်အဲ့တခုအနေနဲ့ကကျတော့ internship ကတော့အမှန်တိုင်းပြောရရင်တော့ကိုယ့်ကိုယ်ပဲရှာရတာပေါ့နော်ဒါပေမဲ့အဲကေဘီကိုကဒီ internship ဆင်းရမဲ့ရက်နီးတဲ့အထိ internship မရဘူးဆိုရင်တော့အကြောင်းကိုပြောပြီးတော့အကြောင်းကိုအကြောင်းအနေပြီးတော့အာချန်နီကပေးတဲ့ internship တွေကိုတွားပြီးတော့လုပ်လို့ရတယ်။အာကျွန်တော်အရင်ဆုံး internship မရှာခင်မှာဆိုရင်ကျွန်တော်အနေနဲ့အရင်ဆုံးကျွန်တော် sorry လာ linkin တုံးတယ်။အဲ့တော့အဲ့ linkin ကနေပြီးတော့အထူးအဓိကအဖြစ်ကျွန်တော် အားကိုးပြီးတော့ရှာတယ်ဒါပေမဲ့တခြား platform တွေဖြစ်တဲ့အာ Glassdoor တို့အာ Indeedo လို့ပုံစံအခါတွေကနေပြီးတော့လေကျွန်တော်ရှာရဲပေါ့နော် Internship ရှောက်တာနဲ့ပတ်သက်ပြီးတော့အမှန်တမ်းပြောရရင်တော့ဟာပေါ့ ွန်မြော်လင်ထားဘောမြော်လင်ထားဟုဆိုတာကကျွန်တော်ဒီ program ကိုစပြီးတတိထားမိတဲ့အချိန်မှာအကြောင်းရင်း page ကနေတင်ပေးရပါတော့။ဒါပေမဲ့သူတင်ထားတဲ့အချိန်မှာကျတော့ time လိုပဲတင်ထားတယ်။ code ကို Google Translate လုပ်တဲ့အချိန်မှာကျတော့ဟို international ရပါလျှောက်လို့ရတယ်ဆိုတော့တတိထားမိသွား။အဲ့ဒါနဲ့ကျွန်တော် lecturer တွေမိကြည့်တဲ့အချိန်မှာအာဟုတ်တယ်ပေါ့ international ရလည်းလျှောက်လို့ရတယ်ဆိုတော့ကျွန်တော်ဒါကိုလျှောက်ပြခဲ့တယ်။ဒါပေမဲ့အဲ့အချိန်မှာကျွန်တော်တို့အရန်ဟို schedule ကအရင်တိုက်ဖြစ်သွားဘာလို့လဲဆိုတော့အချိန်ကနှစ်ပတ်လောက်ပဲရှိသွားတယ်။အဲ့ချိန်မှာသူက language နဲ့ပတ်သက်ပြီးတော့ပြင်ရတာလည်းရှိတယ်။ကိုယ့်ရဲ့ဒီ CV တွေ portfolio တွေဒီအကြောင်းရဲ့ project တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်လောက်ရတဲ့အတွက်ကြောင့်အဲ့လိုနည်းနည်း rush ဖြစ်သွားတာရှိပါ့။ဒါပေမဲ့ဟိုအဆင်ပြေပြီးတော့ internship ရသွားခဲ့ကြတာ။ internship ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ program head ကနေကျွန်တော်တို့ခေါ်တွေ့တယ်။ internship ရှောက်မဲ့နေရာမှာပေါ့သူတို့ provide လုပ်ပေးတဲ့ list ထဲကနေရှောက်လို့ရတယ်သူကိုယ်တိုင်လည်းရှောက်လို့ရတယ်ဆိုပြီးပြောတယ်အဲ့တော့ကျွန်တော်တို့ international ចောင်းသားတွေတော်တော်များများကတော့ဒီကြားထဲမှာကိုယ်တိုင်ရှောက်ကိုစူးစမ်းခဲ့ကြတယ်ပေါ့လေเนาะကျွန်တော်ပါဝင်ပေါ့အကုန်လုံးကကိုယ်သွားကျင်တဲ့နေရာကို email ပို့ပြီးဆက်သွယ်ကြည့်ကြတယ်အဲဒါပေမဲ့အကုန်လုံးနှီးပါးကကြတော့ကိုယ်တိုင်ရှာတာကိုအဆင်မပြေကြဘူးဘာလို့လဲဆိုတော့ internship ကလာတခြား international major တွေလိုမျိုး၄လမဟုတ်ပဲနဲ့၂လပဲဖြစ်တဲ့အတွက်ကြောင့်တချို့ဈေးရုံတွေတချို့နေရာတွေက၂လတည်းကြတော့လက်ခံမှုခက်ခဲတဲ့အတွက်ကြောင့်ဘူးမှမရလိုက်ကြဘူးပေါ့အဲ့တော့ကျွန်တော်တို့ကတော့ကိုယ်တိုင်ရှာတာမျိုးတစ်ထက်အကြောင်းဝါဌာနမှု ေးတဲ့စရင်တွေကနေပြီးတော့ကျွန်တော်တို့ရဲ့အမှတ် GPA နဲ့ကိုက်ညီတဲ့ဟာတွေကျွန်တော်တို့စိတ်ဝင်စားတာပေါ့မူတည်ပြီးတော့ကျွန်တော်တို့လျှောက်လိုက်တယ်ကျွန်တော်တို့လျှောက်ထားတဲ့ဟာတွေပေါ့မူတည်ပြီးတော့မှဌာနမှုကကျွန်တော်တို့နဲ့ကိုက်ညီတယ်ကျွန်တော်တို့တို့လူချင်းတဲ့ qualification နဲ့ကျွန်တော်တို့နဲ့ကိုက်ညီရင်တော့အဲ့နေရာကိုပေးလိုက်တယ်ပေါ့အဲ့လိုမျိုးနဲ့ပဲကျွန်တော်တို့လျှောက်ခဲ့ရတယ်ကျွန်တော်ကတော့အဲကျောင်းကတော့ internship ပုံမှန်အဖြစ်တော့တက်ရရမှာရှာပေးရမှာပေါ့နော်ဒီ second year မှာကျတော့ကျွန်တော်က interview experience ကိုလိုချင်တဲ့အတွက်ကြောင့်ကျွန်တော် second year မှာကျွန်တော်အဲ job fair တွေလိုက်တက်တယ်ပေါ့နော်ပြီးတော့ job fair တွေကနေ information တွေယူတယ်ပြီးတော့ online platform တွေကနေပြီးတော့ application တွေ live ဖြစ်ပေါ့နော်အဲ့ အဲ့ဒါသူ့ဘောင်တော့6ခုလောက်ကြော်ရပြအဲ့လောက်လောက်လုတ်လိုက်ရဆိုတော့6ခုလောက်နေရှာတယ်အဲ့6ခုမှာပြီးမှတစ်ခုတစ်ခုအင်တာဗျူးပြန်ရတယ်အင်တာဗျူးပြန်ရပြီးတော့အဲ့ဒါရွှေ့လိုက်တာပေါ့နော်ဟုတ်ကဲ့ဟိုအင်တာရှစ်ညီမရှာတဲ့အခါမှာဆိုရင်ဘယ်လောက်လောက် စောပြီးတော့ကြိုတင်ပြီးတော့ရှာခဲ့လဲပေါ့ဟုတ်အဲ့ဒါဟာဟုတ်အဘလောက်လောက်စောရှာလဲဆိုညီမဆိုရင်တော့3-4လလောက်ကြိုပြီးတော့ဗောနော်ဒီ second semester မပြီးခင်3-4လလောက်ကြိုပြီးတော့ရှာတယ်အဲ့ဒါကကြတော့ major တစ်ခုချင်းစီပေါ်မှာမူတည်ရဲ့ပေါ့နော်ဒါကကိုတက်တက် major ပေါ်မှာမူတည်ပြီးတော့တို့ဘယ်ချိန်လောက် internship တွေခေါ်လေးရှိလဲပေါ့နော်ညီမဆိုရင်ဒီ17လပိုင်း17လပိုင်းဝင်ချင်လောက်ဆိုရင်ဒီ IT နဲ့ပတ်သက်တဲ့အမ် အများရှိတယ်တော်တော်များခေါ်ကြရပါတော့เนาะအဲ့တော့အဲ့ဒီအချိန်မှာညီမတို့ကကြိုပြီးတော့ရှာလေလေကိုယ့်အတွက် position များများနဲ့အော်များများရှာလို့ရလေပေါ့เนาะအဲ့တော့ဆော့ရှာလေကောင်းလေပေါ့เนาะဟုတ်ဆိုတလားကြော်ကြော်လောက်ကြိုလျှောက်ခဲ့ရပေါ့เนาะဘာဖြစ်လို့လဲဆိုတော့တကယ်လို့ဒီ hotel မှာ hotel ကငါ့ကိုလက်မခံဘူးဆိုလို့ရှိရင်ငါတခြားပဲ hotel ပြောင်းပြီးရှောက်ရမလဲပေါ့เนาะအဲ့ဒါတွေလည်းစဉ်းစားရတာဆိုတော့တလားကြော်လောက်တော့တလားကြော်လောက်ကြိုတင်ရှောက်ရပေါ့เนาะ အော်တိုဘာနိုဝင်ဘာလောက်ထဲဆားချောင်းရင်ပိုကောင်းတယ်လို့ထင်တယ်ဆရာ။အနည်းဆုံးဘယ်လောက်ရှိတယ်လဲ။၅လောက်လား။၅လောက်၆လောက်ဝန်းကျင်လောက်ပဲ။ဆားလောက်ကျွေးချောက်တာတည်းဆိုရင်လည်းငါကတော့ရေးချက်တယ်လေ။ပုံများတယ်နော်။ internship ဆရာမှာ August လမှာစဆရာမှာဖြစ်ပေမဲ့ကျွန်တော် internship ကိုကျွန်တော် February လကလေးစရှာခဲ့တယ်။ February start week လောက်ကလေးကနေပြီးတော့စပြီးတော့ကိုဘာလုပ်ချင်လဲ၊ဘယ် bro သွားချင်လဲ၊ဘယ် company သွားချင်လဲဆိုတာမျိုးလိုက်ပြီးတော့ပြုစုပြီးတော့အာကျွန်တော်၃လပိုင်းကနေစပြီးတော့ကျွန်တော်တေချာပေါက်လျှောက်ခဲ့ရပေါ့။ဒါပေမဲ့ကျွန်တော် recommend ပေးချင်တာကကျတော့ကိုစနဲ့လရဲ့မတိုင်ခင်၃လလောက်ကနေစပြီးရှာတာကတော့ပို့ပြီးတော့ကိုတက် safe ဖြစ်မယ်လို့ထင်တယ်ပေါ့နော်။ Okay ဆိုအနည်းဆုံးကိုလိုချင်တဲ့ပုံစံကိုရဖို့တော့ပါနော်ဆိုတော့အနည်းဆုံး3လဟိုချက်လောက်အထိ အဲဆော့ပြီးတော့ရှာတင်တယ်ပေါ့နော် ဟုတ်ကဲ့လက်ရှိရထားတဲ့ intern ကရော paint လား unpaint လားအာ paint ပါကျွန်တော်အတွက်ကတော့အာ paint internship ပြအာအခုက paint ပါဟုတ်အာ paint ဟုတ် paint ပါဗျအဲဆော့ paint ဆိုတော့ပို့ပြီးတော့ကွတ်တယ်လေကြက်တီကိုအဆင်ပြေရပါတော့ဟုတ်ပါတယ် ပြန်မှတည်ရမှာပေါ့နော်ဆိုညီမ initial စရတဲ့ကာလကဘယ်နှလာလဲမသိဘူးဟုတ်ညီမတို့အခုကဒီ break က3လပေါ့နော်ဟုတ်အဲ့တော့3လဒီကြောင်းပြီးရတယ်တချို့ဆိုရင် April ကနေစပြီးတော့ဆင်တာရှိရဲအဲတချို့တွေကကြတော့ April တကြံပြီးတော့မှ27ပေါ့နော်ညီမဆိုလဲတကြံပြီး27မှာစဆင်တာပေါ့နော်ဒီ27ကနေပြီးတော့ဂျွန်လာကုန်ပြီးဆိုတော့2လကျော်ကျော်လာပေါ့နော်ဟုတ်2လခွဲ3လဟုတ်တယ်သူတို့တတ်မှတ်ထား officially ကတော့2လပေါ့နော်ဒါပေမဲ့ကိုက3လအတိဆင်းကျင်လဲရတယ်ကိုပေါ်မှုတည်ရပေါ့နော်ဟုတ်အာ internship ကတက်နှစ်ပြအခု one year program ကဘယ်လိုမျိုးလဲဆိုတော့ Thai မှာကြတော့သူတို့ ကျွန်တော်ဂျပန်မသွားခင်6လ training ပေးမယ်ပေါ့ဟော language နဲ့ဟောတော့ engineering နဲ့ပတ်သက်တဲ့ဟိုအားတွေပါ training ရမယ်ပြီးသွားရင်ဂျပန်မှာ6လပေါ့ဂျပန်မှာ6လပြီးသွားရင်ဒီမှာပြန်လာပြီးတော့ဟိုပါ project လုပ်ရင်လည်းပွဲယူပါမှာပြဟုတ်ဟောအဒီ2လပေါ့နော် mandatory က2လဟုတ်ဆရာအခုအဆိုရင်ဒီကျောင်းသားဘုရားမှာစုပေါင်း2လပဲဆင်းပါလားနောက်တဲ့ဆက်ဆင်းဖို့ဟမ်ဟုတ်ဆက်ဆင်းဖို့ကြာတော့ကျွန်တော်တက်ရကြရင်တော့ကျွန်တော် ကျွန်တော်ကတော့စဉ်းဝင်ရှိပါတယ်ဒါပေမဲ့ company က energy ရခဲ့ရင်ပေါ့နော်ဟုတ်ကဲ့ဆောင်းပါတယ်ဆိုတော့ဟိုအဲ့ industry ရှောက်တဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်ဘက်ကဘယ်လိုမျိုးတွေပြင်ဆင်ပြီးတော့ဟိုရှောက်ခဲ့ရလဲပေါ့နော်အချိန်ယူပြီးတော့ဟုတ်အဓိကအဖြစ်တော့ resume ကိုကောင်းကောင်းပြင်ပြီးတော့ကျွန်တော်တို့ကကိုယ့်ရဲ့အားသာချက်ပေါ့ advantage ကို highlight လုပ်ပြီးတော့ပြောသိတယ်လို့ထင်တယ်ပေါ့နော်ပြီးတော့အဲ့လို interview မှာဆိုရင်လည်းသူတို့မေးတာတွေကိုဖြေဖြေဖြေကောင်းကောင်းဖြေသိတယ်ပေါ့ပြီးရင်အဲ့လို interview တစ်ခုရက်သွားလို့ရှိရင်ဥပမာသူတို့ကမေးတယ်ဟုတ်ပါပေါ့နော် မိမဒီ company ကိုဘာပြန်မေးစရာရှိလဲဆိုရင်တခုခုအဲ့လိုပေါ့ကိုစိတ်ဝင်စားရင်ဟာတခုခုကိုပြန်မျိုးမေးတင်တယ်ပေါ့နော်အဲ့လိုမျိုးထင်ပါတယ် Okay ဆက်အာကျွန်တော်ရဲ့ personal experience ကပြောရမယ်ဆိုရင်တော့ကျွန်တော်ကအဓိကအဖြစ်တော့ CV နဲ့ resume ကိုအဓိကအဖြစ်ပြင်တယ်ပေါ့နော်ပြင်ရကျွန်တော် company နှစ်ခု၃ခုလောက်လျှောက်ခဲ့ရဗျာအဲ့မှာပထမတစ်ခုကနေပြီးတော့ကျွန်တော် CV resume တင်ပြရတဲ့အားမရပဲနဲ့ကျွန်တော် portfolio တောင်းတယ်ကျွန်တော်က portfolio ကပြင်ထားတာမရှိဘူးအဲ့ကြောင့်ကျွန်တော် portfolio ပြင်ပေးလိုက်တယ်ပြင်ပေးတယ်အဲ့တော့ပြောချင်တာကကြတော့ចောင်းသားတွေအကုန်လုံးကို CV ရော resume ရော portfolio ကတော့အဓိကအားဖြင့်လို က်တက်တဲ့ဟာလို့ကျွန်တော်မြင်ထင်တယ်နောက်ပိုင်းမှာဒီ transcript တွေဒီအမှတ်စင်းပေါ့နော် transcript တွေပြီးရင် cover letter တွေ recommendation letter တွေကတော့ဒီကုမ္ပဏီပေါ်မူတည်ပြီးတော့လိုအပ်တာတွေဖြစ်တဲ့အတွက်ကြောင့်အဓိကအဖြစ်တော့ resume တွေ CV portfolio အဲ့ထက်ဟာတွေတော့တခြားပြင်ထားရင်တော့ပို့ပြီးတော့အဆင်ပြေမယ်လို့ခန်းစားရတယ် CV form ရဲ့ cover letter ရဲ့အဲ့လိုအဲသူတို့ email ပေါ့နော်သူရဲ့ working name အရှာကိုပို့လိုက်ရဲပို့ပြီးတော့သူတို့ဘက်ကမြန်မာလျှောက်တာကြတော့ကျွန်တော် front office သူလျှောက်တာဒါပေမဲ့သူတို့က food and beverage department မှာပဲခေါ်ရဲဆိုအဲ့မှာပဲလုပ်လိုက်တာစားပြီးတော့ရှာတဲ့အခါမှာဆိုရင်ဘာလို့ဘယ်လိုမျိုးခဲလေးတွေကျုံခဲ့ရလဲမကတော့ချားတငယ်ချင်းတို့ပြောအဲ့လိုပြောအရင်ထူထူထူခက်ခဲတော့မဖြစ်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီရာကအကြောင်းနဲ့အကြောင်းကတခါဖီထရစ်လိုက်ပို့ပေးတာရဲ့ဟိုတယ်ပေါ့နော်အဲ့တော့ဒီဟိုတယ်မှာရှောက်ကြည့်ပဲဆိုပြီးရှောက်လိုက်တော့တခါလေးတန်းရသွားတော့နော်သူများကြီးကြတော့ အဲ့လိုဒီ hotel ရောက်တယ်ဒီရအောင်အတော့ဒီရောက်တယ်ရောက်တယ်ဆယ်ခုကျော်လောက်ရှိတယ်ရသွားတယ်ရှိတယ်အဲ့လိုခက်ခဲတော့ရှိတယ်သူတို့အသိပဲဖြစ်ခဲ့အဲ့တော့ခက်ခဲနေနေရတော့ကိုကထိုင်းចောင်းသားဆိုရင်တော့ပြင်မှာ intention ရောက်ဖို့ကတော့လွယ်ကောင်းလွယ်လိမ့်မယ်ဒါပေမဲ့ international ចောင်းသားဖြစ်တာရောနောက်ပြီးတော့ဒီနှစ်လ intention ကာလစိတ်ပညာနယ်ပယ်မှာ intention နှစ်လတည်းဖြစ်တာအတွက်ရောចောင်းတော့အပြင်မှာရှာမယ်ဆိုရင်တော့အခက်အခဲတွေတော်တော်ရှိပါတယ်ဘယ်သူမှလည်းမရလိုက်ကြဘူးအကုန်လုံးနှိပါးကတော့ ဒီကြောင်းကပေးတဲ့စီးရင်လည်းကနေပဲယူလိုက်ရတယ်ပုံစံမျိုးတော့ဖြစ်သွားတာပေါ့လေ။ဟုတ်ကဲ့ internship ရှာလာတော့နည်းနည်းအခက်အခဲလေးတွေတော့အလိုရှိခဲ့တယ်ဆိုတော့ okay ဆိုတော့ now လာမယ့် junior တွေပါနော်ဆိုတော့ junior တွေအခုလိုမျိုး internship ရှာနေမှာအခက်အခဲအာမြန်မာစာမရှိအောင်လို့ပေါ့နော်ဆိုတော့ဘာလို့ကြိုတင်ပြင်ဆင်ထားသင့်လဲပေါ့ပြီးရင် senior တယောက်အနေနဲ့ junior တွေရောဘယ်လို recommendation လေးတွေပေးခြင်းလဲပေါ့ဟုတ်အဲ recommendation ပေးချင်တာကတော့ကိုကဘယ်လိုပုံစံမျိုးနဲ့ရှောက်ချင်လဲပေါ့ဥပမာတကယ်လို့ကိုကဌာနမှူးပေးထားတဲ့စာရင်းထဲကနေပဲရှောက်မယ်ဆိုရင်ကိုရဲ့ GPA ကအထိုက်လျောက်ကောင်းနေဖို့လိုတယ်နောက်ပြီးတော့စာရင်းရွေးတဲ့အခါမှာကိုရဲ့ ဟိုစိတ်ဝင်စားတာပေါ့လေဟိုနာမည်ကြီးတဲ့နေရာမျိုးတဲ့ကိုကိုစိတ်ဝင်စားမှုတဲ့ကိုက်နေတဲ့နေရာကိုအဓိကဦးစားပေးထားဖို့ရွေးဖို့လိုတယ်။အဲ့လိုမဟုတ်ဘဲနဲ့ကိုတိုင်းရှာမဲဟာဆိုရင် internship မရောက်ခင်6လလောက်လိုတဲ့ကိုကကိုသွားခြင်းတဲ့နေရာမှာအဲခင်ရမင်ရပေါ့နော်အဆက်အသွယ်တွေရှာထားဖို့လိုတယ်တကယ်လို့အဲ ဘလို့မှမရှိဘူးဆိုကိုယ်တိုင်သွားပြီးတော့အဲ့ဒီစေယုံလေးသွားအဲ့ဒီနေရာလေးသွားပြီးတော့အခြေအနေတွေမေးမြန်းတာမျိုးတွေလုပ်ဖို့လိုတယ်တကယ်လို့ကိုကပြည်ပထွက်ဖို့အစီအစဉ်ရှိတယ်ဆိုရင်အဲ internship မတိုင်ခင်လာပိုင်းလောက်လိုပြဲကိုကပြည်ပ internship opportunity တွေကိုရှာထားဖို့လိုကောင်းလိုတယ်အဓိကတော့ကြိုပြီးပြင်ဆင်ထားသင့်တယ်ပေါ့လေနော်အဲ့လိုမဟုတ်ဘဲနဲ့ဌာနမှူးပြင်ပြီးတဲ့နေရာပဲယူမယ်ဆိုရင်တော့ဟိုဟိုကျောင်းကနာမည်ကြီးလို့ဒီနေရာကနာမည်ကြီးလို့ဆိုရတယ်ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ကိုက်ညီတဲ့ဟာကိုပဲယူဖို့လိုလိမ့်မယ်ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့တတိယပြီးသွားတဲ့အခါ internship ပြီးသွားတဲ့အခါမှာ final year မှာကျွန်တော်တို့သုတေသနစာရင် research paper လုပ်ရတယ် အဲ့ဒီပေပါရေးတဲ့အခါမှာကို internship လျှောက်ခဲ့တဲ့နေရာရဲ့နေရာရဲ့ဒီဘယ်လိုခေါ်မလဲ level ပေါ်ဝင်တည်ပြီးတော့များသွားပြီး research paper တွေရွေးရလိမ့်ရှိတယ်တကယ်လို့ကိုကဝါသနာမပါတဲ့ဟာကြီးရွေးခဲ့ရင် research paper လုပ်တဲ့နေရာမှာပါအခက်အခဲတွေရှိလာနိုင်တယ်ပေါ့လေအဲ့တော့ဝါသနာပါတဲ့ဟာကိုပဲရွေးဖို့လိုတယ်နောက်အချိန်လေး စောစောလေးစပြီးတော့ plan ချထားဖို့လိုတယ်လို့ပဲပြောချင်ပါတယ်။အော်ဒီကနေ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်ခုနကပြောသလိုပဲပေါ့။ဟောဖြစ်နိုင်နေဆိုရင်တော့ကိုကအဲ့လိုအတန်းကြီးလာနေမြတ်ပေါ့။ second year လောက်ရောက်လာပြီဆိုရင်အဲ့လို CV form တို့အဲ့ကျွန်တော် portfolio တို့တက်နိုင်တမျှပေါ့။ update လုပ်ပြီးအမြဲတမ်းပြင်ဆင်ထားစေချင်တယ်။ဘာလို့လဲဆိုတော့ internship တွေကတနည်းအားနဲ့တနည်းအားခေါ်လာပြီးအချိန်ကာလတွေမတူဘူးပေါ့။အဲ့ဒီအတွက်ကြောင့်အကယ်၍ခေါ်လာခဲ့ပြီးရှိတော့ကိုဘက်က ready ဖြစ်နေအောင်ပေါ့။နောက်ပြီးတော့ GPA နဲ့ပတ်သက်ပြီးတော့လည်းနည်းနည်း key site စေချင်တယ်ပေါ့။များသောအားဖြင့်အကျန်းပြင်း average ကြည့်မယ်ဆိုတော့သူတို့အကြောင်းသားရဲ့ဒီ profile ကြည့်ရတဲ့အချိန်မှာဒါတွေကိုအရင်ကြည့်ရဲ။ပြီးတော့ရင်ကို မှာအတွေ့အကြုံဘယ်လောက်ရှိလဲအကြောင်းရဲ့ project တွေနဲ့ပတ်သက်ပြီးဘာတွေလုပ်ထားရမျိုးရှိလဲပေါ့ဒါလေးပါသူကအဲ့ဒီမှာထည့်ပြီးတော့ဟိုပါပေါ့အပေါင်ထဲမှာထည့်ပေးထားရဆိုရင်တော့ကိုယ်တော့အားသာချက်တွေရှိနိုင်တယ်ပေါ့အာ personal recommendation ဆိုရင်တော့ပထမတစ်ချက်ကအချိန်ပေါ့နော်ခုနပြောသလို major တစ်ခုချင်းစီတော့ moody ရဲဒါပေမဲ့ကိုက social နိုင်လေး position များများနဲ့ opportunity များလေးဆိုတော့အဲ့တော့ social လေးကောင်းလေးပေါ့နော်ခုန အော်အများကြီးမစောရင်တော့စနစ်လပိုင်းတစ်လပိုင်းအဲ့ဝင်းကျင်မှာရှာထားတာကောင်းတယ်လို့ထင်တယ်ပေါ့နော်နောက်ထပ်တစ်ခုကကြတော့ဒါညီမရဲ့ major personality ရပါပေါ့နော်ညီမဒီ software engineer ရင်းရဆိုတော့ဒီ software ပတ်သက်တဲ့အလုပ်တွေကညီမတို့ဖောင်ဖြည့်ရပြီးလို့ရှိရင်ညီမတို့ coding test တွေဖြည့်ရတယ်ပေါ့နော်အဲ့တော့ coding test တွေကကြတော့ကွကြိုပြီးတော့ practice လုပ်ရဆိုတော့ဒီ IT ဘိုင်းចောင်းသားចောင်းသူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ coding test တွေကိုအရင်ကြိုပြီးတော့ practice မများလုပ်ထားရင် internship ရတဲ့အခါမှာပို့ပြီးတော့ရနိုင်ချေပိုများတယ်ပေါ့เนาะဟုတ်ဒါ အဲတော့အကြံပေးချင်တာကတော့အဲ့လိုကိုသွားချင်တဲ့ဟိုတယ်ကိုမရခဲ့ပဲအဲ့လိုစိတ်မလျှော့နဲ့ပေါ့နော်ဖတ်ပြီးတော့နောက်ထပ်ကောင်းတဲ့ဟိုတယ်ကြီးအများကြီးရှိသေးတယ်ဒီဟိုတယ်ဒီ attention မှာမရအောင်ဆိုလို့ရှိရင်နောက်ခေါက်မှာဟိုထက်လျှောက်လို့ရတယ် internship ဘာမဲ့လာမတိုင်ခင်အဲ့လိုတလားတလားလောက်စောပြီးတော့ပဲရကြိုပြီးတော့ရှောက်စီချင်ပေါ့အဲ့အာမှအဲ့လိုဟိုရလုံးချင်တဲ့အလုံးနဲ့ပတ်တူဖြစ်ပြကဲအဲ့ဆိုအတိကတော့များများရှောက်ပေါ့ဆောများများရှောက်တခုမရရင်နောက်တခုရသွားနိုင်မယ်ပေါ့နော် အဓိကအဖြစ်တော့ဒီကျွန်တော်တော့ဒီမြန်မြန်လိုက်ချောက်ပေါ့နော်တကယ်တော့အဲတခုအဲအလုပ်တစ်ခုကမရွေးလိုက်ဘူးဆိုတာကအရေးချင်းမပြေးလို့မဟုတ်ပဲねသူတို့မှလည်းဒီဒီရွေးတယ်ဆိုတာ subject matter ရှိရလေအဲ့တော့သူတို့ရွေးတဲ့ပုံစံနဲ့မကိုင်းလို့ရှိရင်အဓိကတော့မြန်မြန်လျှောက်တင်တယ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့ resume ကိုလည်းကောင်းကောင်းပြင်ပြီးတော့ကိုယ့်ရဲ့ advantage ကိုအဲသူတို့ highlight လုပ်ပြီးပြောပြတင်တယ်ပေါ့ okay so အဓိကတော့မြန်မြန်လျှောက်မြန်မြန်လျှောက်ဆော့ဆော့လေးလျှောက်ဟုတ်တယ်ဟုတ်တယ်ဆော့ဆော့လျှောက်ဖို့လေလို့အဓိကတော့အဓိကတော့ timing ော်နော်ဟုတ်တယ် timing ပေါ့ပြီးတော့ဟုတ်ရှာမယ်ရှာလိုက်ကမှဆိုရင်ကိုတက် paint ရော ambient တွေရောအဲ့ဒီဟုတ်တယ်ရနိုင်တယ်ခွင်လန်းပုံများလေးကပညာပူရမယ်ဟာဆိုတာလေးယူချက်လို့ရတယ်ပေါ့နော်ဟုတ်ပါရဲ့ရှင်ဟုတ်အခုလို့ကျွန်တော်အခုရဲ့ဒီ internship အာနဲ့ပတ်သက်ပြီးတော့ပေါ့နော် interview လေးမှာပေါင်းဖြည့်ချက်ပေးတဲ့ညီမကိုကျေးဇူးတင်ရှိပါမယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နားလေးကျေးဇူးတင်ပါတယ်ရပါပြန်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါ ဟုတ်ကျေးဇူးပါဟုတ်ကဲ့ဟုတ်ဒီဗီဒီယိုလည်းဆိုရင်တော့ကျွန်တော်တို့ page မှာအမေးများတဲ့မေးခွန်းဖြစ်တဲ့ပေါ့နော် internship ကိုဘယ်လိုရှာလဲဘယ်အချိန်မှာရှာလဲ internship က pain လား unpaid လားဆိုတော့ဒီမေးခွန်းလေးပေါ့အခြေခံပြီးတော့ time တက်ကတူတွေမှာရှိတဲ့မြန်မာကျောင်းသားတွေကိုကျွန်တော်တို့ကနေပြီးတော့ live ပြီးတော့ interview ဆက်တဲ့ video လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ video လေးကိုအစနဲ့အဆုံးကြည့်ရှုပေးတဲ့တူတူတယောက်ချစ်တီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ